ရှိဥစွာဘုရားသခင်ကျေးဇူးတော်ကိုချင်းမွမ်းပါတယ်။အားလုံးမင်္ဂလာပါခင်ဗျာ။ဒီနေ့တော့ချစ်ချင်းမေတ္တာသည် အမျက်ဆုံးဆိုရက်ကောင်းစလင်းနဲ့ခေါ်ပေးတော်မှာဖြစ်ပါတယ်။တိကောခန်း73စာပိုက်73မှာယခုတွင်ယုံကြည်ခြင်းမျှော်လင့်ခြင်းချစ်ချင်းဤသုံးပါးတည်လျက်ရှိဤသုံးပါးတို့တွင်ချစ်ချင်းမေတ္တာသည် အမျက်ဆုံး ဖြစ်သည်လို့ပြောရတွေ့ရတယ်။ အဲ့တော့ယုံကြည်ခြင်းမရှိမဖြစ်လောက်တယ်မယုံမဲနဲ့နော်ဖះအောင်မချစ်နိုင်ဘူးမယုံမဲနဲ့မမျော်လင့်နိုင်ဘူးယုံတယ်ဆိုတာကငရဲကလွတ်တယ်နော်ထာဝရတည့်ရမယ်မျော်လင့်တာလည်းဒီတိုင်းပဲဘာလဲဆိုရင်တော့ကိုရောမြင်မြင်လာရင်နော်အပြစ်တရားဒီလောကနဲ့လွတ်မြောက်ထာဝရကာလဒုက္ခချမ်းသာပုံမှာကိုရောနဲ့အတူနေရမယ်မျောလင့်တာ အဲ့တော့ယုံကြည်ခြင်းနဲ့မျှော်လင့်ခြင်းကိုယ့်အတွက်ဖြစ်တယ်။ချစ်ချင်းမြတ်တာကြတော့ဖခင်အတွက်သူတစ်ပါးအတွက်ဖြစ်တယ်။နော်။ဒါကြောင့်ချစ်ချင်းမြတ်တာတဲ့အမျက်ဆုံးလို့ပြောတာဖြစ်ပါတယ်။ဆိုတော့ကတော့ကျွန်တော်ယုံကြည်သူယုံကြည်သူဆိုတာနော်။ယုံကြည်ခြင်းမှာပဲရက်တက်နေလို့မဖြစ်ဘူး။မျှော်လင့်ရမယ်ပြီးရင်ချစ်ရမယ်ဘုရားသခင်။ဒီလိုပြောချင်တာဖြစ်တယ်အဲ့ဒါချစ်တယ်ဆိုတာပါလေလို့ပြောရင်တော့ ယောဟန်ခန်14ဆပိုက်23မှာငါ့ကိုချစ်တော်သူသည်ငါစကားကိုနားထောင်လိမ့်မည်ငါ့ကိုမချစ်တော်သူသည်ငါစကားကိုနားမထောင်ဆိုတော့ဘုရားသခင်ကိုချစ်မှဘုရားသခင် စကားကိုနားထောင်နိုင်တာဖြစ်တယ်နည်းနည်းချင်းနည်းနည်းနားထောင်မယ်အများကြီးချင်းအများကြီးနားထောင်မယ်ဒီလိုကွာပါတယ်ဆိုရတာကတော့ချစ်တာကနော်မြတ်တာသည်ဘုရားအတွက်ဖြစ်တယ် သူတပားအတွက်ဖြစ်တယ်ဒါကိုနားလည်စစ်ချင်တယ်နော်အဲ့တော့ကျွန်တော်တို့ဒီယောမအခါရှစ်လေးကိုကျွန်တော်ကြည့်ချင်တယ်နော်အခါရှစ်စပိုင်နစရှင်မှာဘုရားသခင်ချစ်တော်သူတည်ဟူသောကြံစီတော်မူခြင်းတိုင်းခေါ်တော်မူသောသူရဲ့အကျိုးကိုခတ်သိမ်းသော အရာတို့သည်တညီတညွတ်တည်းပြုစုကြ၏ ဟုတ်လားဘုရားခင်ကိုချစ်တဲ့သူရဲ့အကျိုးကိုတဲ့ခတ်သိမ်းတော့အရာတွေကတညတညွတ်တည်ပြုဆိုတယ်ဘုရားသခင်ချစ်တော့သူကဘာလုပ်လဲဘုရားသခင်စကားနားထောင်တယ်နားထောင်တဲ့ပုံမှာခတ်သိမ်းတော့အရာတွေကသူ့ရဲ့အကျိုးဖြစ်လောင်တညတညွတ်တည်နော်ပြုစုကြတယ်လို့ပြောပါတယ်ဘုရားဘက်ကတော်မပြက်ကွက်ဘူးပေါ့သူစကားနားထောင်သူ့ကိုချစ်ပြီးသူစကားနားထောင်တော့သူသူလိုပြောချင်တာတည့်ရဲ့နောက်တစ်ဆင့်ကတော့ဘာလဲဆိုရင်တော့သူက တစ်ခေါ်ခံနှစ်စပိုက်ကိုမကျမ်းစာလာသည်နှင့်ညီဘုရားသခင်ချစ်တော်သူတို့အဖို့အလို့ငါဘုရားသခင်ပြင်ဆင်တော်မူသောအရာတို့ကိုလူမျက်စိဖြင့်မမြင် နားဖြင့်မကြားစိတ်နှလုံးဖြင့်မကြံစေသည် ထိုအရာတို့ကိုဘုရားသခင်သည်မိမိဝိညာဉ်တော်အဖြစ်ငါတို့အားပေါ်ပြတော်မူ၏နော်အဲ့တော့ဘုရားသခင်ကိုချစ်တော်သူရဲ့အကျိုးကိုခတ်သိမ်းသောအရာတွေကတညီတညွတ်ပြုစုတယ် နော်တင်းဒီမှာကြတော့ပါလေဟလာဖျားသခင်ချစ်တော်သူကသူဝိညာဉ်တော်ကဖွင့်ပြတယ်သူနော်နည်းနည်းတဲ့အရာတွေကိုဖွင့်ပြတယ်တဲ့နော်ဖွင့်ပြတဲ့ခါမှာသူကဘယ်လိုဖွင့်ပြလဲဆိုတော့လူအထောရာတို့ကိုလူ မျက်စိဖြစ်မမြင်နားဖြစ်မကြားစိတ်လုံးဖြစ်မကြံစေသေးနော်အဲ့တော့ဖျားသခင်ချစ်တော်သူဟာအစင်ပဲ တိဖို့ကခက်မိတယ်ခက်ရှစ်ပြည့်တဲ့သူဖြစ်တယ်။ဘာကြောင့်လဲဆိုတော့နော်မျက်စိပြင်မမြင်တဲ့အရာကိုသူကကြိုတိခွင့်ရတယ်။နားဖြင့်လူတွေမကြောက်ဘူးတိတဲ့နည်းနည်းတဲ့အရာတွေကိုကြိုကြောက်ခွင့်ရတယ်။နော်စိတ်လုံးနဲ့မကြံစီသေးတဲ့အရာတွေဒီနေ့ဘာစီးပွားလုပ်မလဲ။နော်ဘယ်မှာအမှုတော်ဆောင်မလဲ။ဘယ်လိုနှုတ်ကပတ်တော်တွေရမလဲ။စဉ်းစားကြည့်လိုက်ပေါ့။ဝိညာဉ်တော်ဖွင့်ပြတယ် အဲ့ဒါဘာတူလဲဘုရားသခင်ချစ်တော်သူကိုနည်းနည်းအရာတွေကိုဘုရားဖွင့်ပြတယ်လို့ပြောချင်တာဒီဖက်ဒီအောက်ပိုင်းစာပိုက်37ကနေအောက်ပိုင်းဖတ်မယ်ဆိုတော့သူကဘုရားသခင်ချစ်တော်သူကနည်းနည်းအရာတွေကိုသိရတယ်တဲ့ဘာကြောင့်လဲဆိုတော့ဝိညာဉ်တော်ကဖွင့်ပြတယ်နော်သူဟာဝိညာဉ်ပကတိလူဖြစ်လာတယ်ဘုရားသခင်စကားကိုနားထောင်ရင်နားထောင်ရင်နားထောင်လေဘုရားသခင်နည်းနည်းတွေဖွင့်ပြလေဖြစ်တယ် ဲ့ဒီခါမှာသူ့ရဲ့တက်တာကဘာဖြစ်လာလဲဝိညာဉ်နော်ပဂရိလူဖြစ်လာတယ်ဝိညာဉ်လူဖြစ်လာတယ်သူလိုပြောပါတယ်ဒါဆိုရင်တော့ဒီနေ့အပေါ်ပိုင်းမှာပဲပါပါလဲဆိုတော့ဇာတိပဂရိလူကအဲ့ဒီနဲ့နေတဲ့အရာတွေကိုနားမလည်တတ်ဘူးဆိုတော့ဖျားသခင်ကိုမချစ်ဘဲနဲ့အယုံကြည်ပြီးယုံကြည်ုံနဲ့မျော်လင့်ယုံနဲ့တော့ဒီနေ့နည်းနည်းတဲ့အရာတွေကိုတိခွတ်မရပါဘူးဝိညာဉ်တော်မဖွင့်ပြပါဘူးနော် ချစ်တော်သူတာလဲဖျားသခင်စကားကိုနားထောင်တော့ကြောင့်သူတို့ကိုဝိညာဉ်တော်ကနည်းနည်းတရားကိုဖွင့်ပြတယ်ဆိုတော့ဖျားမချင်းသူ့တတကသူငယ်ပေါ့ဇာတိပဂရိလူမှာပဲရှိနေတယ်အဲ့တော့သူကယုံမဲ့ယုံကြည်တတ်တယ်သူချင်တာကရဖို့ပဲဖျားသခင်စီရနေနော်ဒါပဲမျော်လင့်တယ်ဖျားစီကဘာရမလဲကျစားဖတ်လို့မြင်းတားလိုက်ရင်လဲဟုတ်လားမောင်မိုက်နဲ့ဟွက်ထားသောဘာနာအနှတ်အတွက် စသဖြင့်ပေါ့နော်အေးကြမ်းမမယ်ငါအတွက်ချမ်းသာမယ်ငါအတွက်မြင်တာတယ်ဘုရားခင်ချစ်တော်သူကြတော့အဲ့လိုမဟုတ်တော့သူကကြတော့ဘုရားခင်အတွက်ငါဘာလုပ်ပေးရမလဲနော်ဘုရားခင်အတွက်ငါဘလို့အစင်ရခံရမလဲဘယ်မှာဘလို့နော်မျိုးစစ်ချဲပြီးဘလို့ပောင်ဝင်ရမလဲအဲ့ဒါတွေသူကမြင်သူကမြင်တာလာတယ်မတူနော်အဲ့အစင်တက်လန်းနိုင်ပါတယ်တက်လန်းနိုင်ပါတယ်ဒါကြောင့်ဒါ မှတ်ထားပါဖယားသခင်ကိုယုံကြည်ပြီးရင်ချစ်တဲ့အဆင့်ကိုတက်ဖို့လိုပါတယ်တက်ဖို့လိုပါတယ်တက်မှဖယားသခင်ရဲ့စကားတော်နားထောင်မယ်အဲ့ဒီမှာဝိညာဉ်တော်ဖွင့်ပြမယ်ဖွင့်ပြတဲ့ခါမှာနည်းတဲ့အရာတွေသိခွင့်ရမယ်အဲ့ဒါကိုဝိညာဉ်လူလို့ခေါ်တယ်ရင့်ချက်တဲ့အရွယ်ပေါ့ဝိညာဉ်လူဆိုရင်တော့ဗာလဲကိုရော့အတွက်ဗာလုတ်ပေးရမယ် ကိုရတ်ကဘလို့အပင်ပန်းခံရမှာကိုရတ်ကဘလို့ဆင်းရဲခံရမလဲလူတွေကဘလို့အကျိုးပြုစုပေးရမလဲအဲ့လိုအဆင့်တက်လန်းသွားတယ်တက်လန်းသွားတယ်ဟာအဲ့လိုမှမဟုတ်ဘူးဆိုတော့ယိုးလေးစဉ်းစားကြည့်ပေါ့ဇာတိပဂရိကခရစ်ခရစ်တော်နဲ့သူငယ်တဲ့ဝိညာဉ်ပဂရိလူကတော့ခရစ်တော်နဲ့ကြည်ရင်တော့အရွယ်တဲ့ကြည်လေခရစ်တော်နဲ့သူငယ်ကတော့ဗာလေယုံကြည်တဲ့အဆင့်မှာမျော်လင့်တဲ့အဆင့်မှာရှိတော်သူ သူငယ်သူငယ်ကတော့ဗာလဲအများရမ်းဖျားမိမိဘစီကလည်းအများရမ်းသူမျောလင့်တာဟောနော်ကလေးပဲရှိတာကိုသူ့တက်တာကမိဘငါ့ဘာဝယ်ပေးမလဲမိဘစီကဘာရမလဲအဲ့ဒါပဲသူမျောလင့်တယ်ချီးနေအွေချီးပြီဆိုတော့ဗာလဲမိဘအတွက်ငါဘာလုပ်ပေးရမလဲဟောနော်မိဘအတွက်ငါဘလို့အပင်မခံရမလဲဒီလိုမျိုးအတွေးခေါ်ကပြောင်းသွားတယ် ဒီသဘောပဲဝိညာဉ်သဘောလဲနော်ကျွန်တော်တို့ဘုရားကိုချစ်ရင်အတ္တတာကရင့်ကျက်လာမှာဖြစ်တယ်ရင့်ကျက်လာရင်သူကပါလဲဘုရားသခင်ရဲ့စကားတော်နားထောင်တဲ့နေရာမှာပေးဖို့နော်အစင်းရဲ့ခံဖို့အခက်ခဲကြက်တဲ့မြို့မြို့ကိုရင်ဆိုင်ပြီးနော်ဘုရားသခင်အမှုတော်မှာပါဝင်ဖို့စသဖြင့်ပေးဖို့ပေးဖို့ဘာခင်တက်ငါပါပေးရမလဲဘလို့စက်ကြရမလဲ အဲအဲ့အစ်စ်ကိုတော့တက်လှမ်းသွားတယ်အဲ့ဒါမှဖယားပုံးထင်ရှားမှာပေါ့နော်ဒါကြောင့်ဓမ္မမေဆွေဒီနေ့ဆက်အပ်ပြီးတော့မှနော်ချစ်ချင်းမြတ်တာအမျက်ဆုံးဖြစ်တယ်ဆိုတော့နားလည်ပြီးတော့မှဒီနေ့ဖယားသခင်ကိုချစ်ပါချစ်ရင်ဘယ်ဘယ်လိုမလဲစကားတော်ဆက်နားထောင်ပါချစ်ပြီးနားထောင်ကောင်းကြီးလို့ချင်လို့နားထောင်တာမျိုးမဟုတ်တော့ဘူးနော်ကောင်းကြီးလို့ချင်လို့ပေးကမ်းတာမျိုးမဟုတ်တော့ချစ်လို့ချစ်လို့ အဲ့ဒါဆိုတော့တင်အဖြစ်နော်ဖះဖို့ထင်ရှားလိမ့်မယ်လို့ခွားပေးနေနေကုန်ချုပ်ပါတယ်ဘုရားသခင်သည်တင်တို့အလုံးကောင်းချီးပေးပါစေတော့အာမင်